ဲဗကြီးကိုအခုမှစလေ့လာမယ့် beginner တွေအတွက်လိုအပ်တဲ့ပစ္စည်းလေးတွေကိုဒီဗီဒီယိုမှာထပ်ပြီးတော့ပြောပြပါမယ်။ဒီလိုရိုးရိုးပုံဆွဲစာအုပ်လေးလည်းဝယ်ထားပါ။စာရေးကိရိယာဆိုင်တိုင်းမှာရှိပါတယ်။အခြေခံမြင်းတွေလေ့ကျင့်တဲ့အခါမှာအကျန်းဆွဲလို့ရအောင်ပါ။ပြီးရင်ပစ္စည်းပစ္စည်းဆိုင်တွေမှာ 150GSM အထက် sketchbook လေးလည်းဝယ်ထားလို့ရပါတယ်။ color stone ကထုတ်တဲ့ခဲဗကြီး၃စာအုပ်လေးတွေကိုဝယ်ထားနိုင်ရင်ပိုကောင်းပါတယ်။ ုံသူပကြီးကိုဆဆွဲပြီဆိုရင်တော့ဒီ230 GSM Colorstone ကထုတ်တဲ့စာအုပ်လေးနဲ့ဆဆွဲမှာပါဒါကြောင့်လောလောဆယ်တော့230 GSM အထိဝယ်ထားဖို့မလိုသေးပါဘူးနော်တနေ့ရင်တော့ဝယ်ထားတာကောင်းပါဒီပုံလေးကတော့ Colorstone ကထုတ်တဲ့ Drawing Block 230 GSM A4 size လေးပါ GSM များလေးစာရွက်အသားကချောလေးပါစာအုပ်ရဲ့ရှေ့မှာ GSM လို့ရေးထားတာလေးကိုကြည့်ပြီးတော့ကိုယ်စိတ်ကြိုက်ဝယ်ယူလို့ရပါတယ်ကိုကပကြီးပစ္စည်းရောင်းတဲ့သူမဟုတ်ပါဘူးနော် ပညာဒါနသင်တန်းအတွက်လိုအပ်နိုင်မဲ့ပစ္စည်းလေးတွေကိုညွှန်ပေးရုံမှာကိုနဲ့နီးစပ်ရာအဆင်ပြေရာပကြီးပစ္စည်းဆိုင်တွေမှာဒီပစ္စည်းလေးတွေအားလုံးကိုဝယ်ယူလို့ရပါတယ်။ကိုကတော့ဝယ်နေကြဖြစ်တဲ့ Forever Supply မှာဝယ်ရတာလည်းအဆင်ပြေရတဲ့အကြောင်းညွှန်ပေးတာပါနော်။သင်တန်းတက်မဲ့သူတွေဒီခက်တံလေးရောဝယ်ထားပြီးကြပြီလားရှင်။ဂျာမနီထုတ် Stella တစိမ့်ပါ။တက်နိုင်တဲ့သူတွေကဆက်လိုက်ဝယ်ထားလို့ရပါပဲ။တကယ်တမ်းကလေးချောင်းနဲ့ရှိရင်ပုံကဆွဲလို့ရပါပြီနော်။ HB 2B 4B နဲ့ 6B ဆိုပြီးတော့အဲ့ဒီလေးချောင်းပဲဝယ်ထားပေးပါနော်။ ပုံနုပကြီးတပုံဆွဲဖို့အတွက်တကယ်တမ်းအဲ့ဒီလေးချောင်းပဲသုံးနိုင်မယ်ဆိုရင် သုံးထက်မယ်ဆိုရင်ရပါပြီ။ခဲတဲ့အကုန်ကနေသုံးတယ်ခဲတဲ့အစွတ်လေးတွေကိုတော့လောလောဆယ်တော့မလိုအပ်သေးဈေးလည်းဘလောက်မှမရှိလို့ကြိုးဝယ်ထားလဲရပါတယ်။ပကြီးထောက်လေးနဲ့ဆွဲကျင်တဲ့သူတွေကတော့တတ်နိုင်ရင်ဝယ်ထားပါဒီလို clip out တီးတတ်မယ်ဝယ်ပြီးတော့သုံးလဲရပါတယ်။စားလေးလာမဲ့သူတွေကဒီလိုပကြီးထောက်ဤဈေးတွေ clip out တွေကိုမရှိမဖြစ်သုံးရမယ်လို့မဆိုလိုပါဘူးနော်။ cash book ကောင်းကောင်းလေးတအုပ်ရှိထားမယ်ဆိုရင်လည်းဖြစ်ပါတယ်။ လိုအပ်တဲ့ပစ္စည်းပစ္စည်းတွေအားလုံးပေါင်းလိုက်မယ်ဆိုရင်ဈေးကများသွားမှာဆိုလို့မဖြစ်မနေလိုတာကလွဲလို့ပေါ့နော်ဥမာဟိုခုနပြောတဲ့စတက်တလာခဲရန်လိုမျိုးလေအဲ့ခဲရန်ကတော့လိုတယ်နော်တကယ်လိုအပ်တာကလွဲလို့ပစ္စည်းပစ္စည်းတွေအားလုံးပြည့်စုံမှစုံမှဆွဲလို့ရမယ်ဆိုတာမျိုးမဟုတ်ပါဘူးကိုလေ့ကျင့်နေရင်လည်းနောက်မှပဲတဖြည်းဖြည်းဝယ်ပြီးတော့စုဆောင်းသွားလို့ရပါတယ်ကလစ်ဘုတ်ဝယ်မဲ့သူလေးတွေကဒီစက်ကူတိတ်လေးကိုတော့ဝယ်ထားပေးပါနော်ဒီခက်ပြက်ပြော့လေးကလည်းလိုရယ်နော်ဝယ်ထားပေးပါမျက်လုံးပုံလေးလေ့ကျင့်တဲ့အခါမှာစပြီးလိုနေပါပြီနော် ီလိုရိုးရိုးခဲပြဲဆနလက်မပေးတန်းခဲရှင်တာကတော့လူတိုင်းမှာရှိမှာဆိုတော့တသက်ထက်မပြောတော့ဘူးเนาะဝယ်ရမယ့်အထက်မှာဒီလိုရိုးရိုး brush လေးလက်ပါတယ်เนาะဈေးလည်းတိတ်မရှိပါဘူးခဲပြက်စအမုံမိုက်တွေကိုဖယ်ဖို့အတွက်ပါဒါမျိုးလေးတွေရောဝယ်ထားပြီလား blender လေးပါ ဒါမျိုးလေးဆိုရင်9000ဝန်းကျင်လောက်ရှိရယ်နော်ဈေးလည်းတိတ်မရှိလို့ဝယ်ထားသင့်ပါတယ်အသုံးလိုပါတယ်ဘလန်နာဝယ်ပြီးပြီဆိုရင်နော်ဘလန်နာကိုပြန်တန့်ရှင်းမယ်ကော်ဘတ်အနုလေးဒါမျိုးလေးတွေလိုရယ်နော်ပုံမနေ့ကဗီဒီယိုမှာပြောခဲ့သလိုပဲဒါမျိုးလေးမဝယ်ဘူးဆိုရင်လည်းအိမ်ဆောက်ပစ္စည်းဆိုင်တွေမှာကော်ဘတ်အနုလေးတစ်ချက်လောက်ဝယ်ထားပြီးတော့ဒီလိုမျိုးလေးလုပ်ထားပါနော်ကော်ဘတ်ကိုကိုယ်အသုံးမဲ့အရွယ်ဖြတ်ပြီးတော့နောက်ခါနောက်ကဂတ်ထူလေးကပ်ပြီးတော့စတပါလေးနဲ့နှိပ်ပြီးတော့သုံးရင်အကြာကြီးလည်းသုံးခံတယ်အများကြီးလည်းသုံးခံပါတယ်ပြီးတော့ခဲဖြတ်မှုဒီလိုနားကျက်ကွန်းတန်လေးလိုတယ်အိမ်တိုင်းမှာရှိမယ်ထင်ပါတယ် ဝိုက်ကျဲပန်လေးတွေလည်းတချောင်းလောက်တော့ဝယ်ထားရင်ကောင်းတာပေါ့နော်တချောင်းဟို၄၅တောင်လောက်တော့ရှိမှာပါမရှိဖြစ်လိုအပ်တာတော့မဟုတ်ဘူးနော်ပြီးတော့လက်အိတ်လက်အိတ်ကလည်းမရှိဖြစ်လိုအပ်တာတော့မဟုတ်ဘူးဝယ်ထားရင်တော့၄တောင်ကျော်၅တောင်ဝန်းကျင်လောက်တော့ရှိမှာလက်အိတ်မဝယ်ထားဘူးဆိုရင်လက်ရဲအောက်မှာတ िश ူးသို့မဟုတ်ဆောက်ရွက်တရွက်ရွက်လောက်ခံပြီးတော့ပုံဆွဲရင်ရပါရဲ့နော်နောက်တစ်ခုကတော့ခဲသားပေါ်ပင်လေး ရွှေရိုးចောင်းတော့မဟုတ်တဲ့ပကြီသုံးခဲသားပေါ်ပင်လေးတွေကိုဒီလိုပကြီပစ္စည်းဆိုင်တွေမှာမေးပြီးတော့စုံစမ်းပြီးတော့ဝယ်လို့ရပါတယ်မရှိမဖြစ်မဟုတ်ပါဘူးတက်နိုင်ရင်တော့ဝယ်ထားတာကောင်းတယ်ပေါ့နော်အခုပြောသွားတာတွေထဲမှာစာအုပ်ခဲတန်ခဲပြက်ဗလန်နာတွေကတော့မရှိမဖြစ်လိုအပ်တယ်အရင်လေးတွေကဗီဒီယိုဖိုင်တွေမှာလည်းသေစိတ်တင်ထားတဲ့အတွက်ကြောင့်မို့လို့တွားကြည့်ပေးပါအောင်နော်သင်တန်းစတတ်တဲ့အခါမှာအလုံးအစင်သင်းဖြစ်နေအောင်လို့ထပ်ခါထပ်ခါပြောပြနေတာဖြစ်ပါတယ်ဒီဆေးဦးလေးက3000ကျော်တယ်နော်လောလောဆယ်မဝယ်ထားပါနဲ့ဩတက်နိုင်ရင်တော့ရတယ်ဝယ်ထားပါ ကုန်ကြစိတ်တွေများနေမှာဆိုလိုပါနော်ကိုစိတ်ကြိုက်ဆွဲထားတဲ့အချောသက် final ပုံတွေကိုခဲပြတ်မသွားအောင်လို့မှုတ်ပေးရတဲ့ဆေးဘူးအချိန်နေကြသွားရင်ခဲရဲ့အယောင်တွေမှိန်သွားတတ်လို့ပကြီကားတွေကိုဘောင်းတွေတွင်းပြီးတော့မချိတ်ဆွဲခင်မှာမဖြစ်မနေသုံးဖို့လိုအပ်တဲ့ဆေးဘူးလေးပါဒါကြောင့်လောလောဆယ်လေ့ကျင့်နေတော့မှမလိုအပ်သေးပေမဲ့နောက်ပိုင်းမှာတော့ရှိရမယ်ရှိထားတဲ့နဲ့စောင့်ထားမယ်ဆေးဘူးလေးပါပဲနော်လိုအပ်တာလေးတွေဝယ်ပြီးသွားကြပြီဆိုရင်ပကြီအခြေခံဖြစ်တဲ့ခဲပကြီကို ပျော်ပျော်ရွှင်ရွှင်နဲ့အတူလေ့လာကြဖို့ဖိတ်ခေါ်ပါရနော်